ဒီနေ့ကတော့ကျွန်တော်တို့သွားကျမ်းမာရေးအကြောင်းလေးတွေခဏလောက်နားမယ်ပေါ့နော်။နည်းနည်းပေါ့ပေါ့ပါလေးကျွန်တော်တို့ personal growth အကြောင်းလေးတွေကျွန်တော်တို့ပြောကြမယ်ဒီနေ့ကတော့ကျွန်တော်တို့မိမိရဲ့ကျွန်တော်တို့နေထိုင်မှုဘဝကိုပေါ့နော်ကျွန်တော်တို့ဘယ်လိုမြင့်တင်ကြမလဲပေါ့အဲအဓိကတော့ကျွန်တော်တို့3ချက်ပဲစဉ်းစားကြမယ်ပေါ့နော်ကျွန်တော်ဒီခါတိုင်းကကျွန်တော်တို့သွားကျန်းမာရေးအကြောင်းတွေပဲပြောနေတော့နည်းနည်းရိုးသွားကြပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ personal growth ဘက်လေးနည်းနည်းလှည့်ကြမယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့ကဒီ personal growth ပေါ့ဒီလူနေမှုဘဝကျွန်တော်တို့တိုးတက်ဖို့ဒါကအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့တော်တော်များများမန်တာတွေလည်းပြောကြတယ်အာတော်တော်များဆရာတွေအစတော်တော်များများဒါဒီ personal growth တွေတော်တော်များပြောကြတယ်ပေါ့နော်ဒါကျွန်တော်နားလေတလောက်ပေါ့အာဒါမျှဝေပေးရှင်ပါတယ်အဲ့တော့ personal growth မှာအရေးကြီးဆုံးက၃ချက်ပဲပေါ့နော်အဓိကတော့ physical health ပေါ့ physical health ရယ် social and mental well being ရယ်ပြီးတော့ကျွန်တော်တို့က personal group ပေါ့ personal group ပေါ့လူတယောက်မှတိုးတက်ဖို့ဒီ personal group ကလည်းအရေးကြီးလာ ਉ အဲ့တော့ကျွန်တော်တို့က physical health မှာဆိုရင်ကျွန်တော်အဓိကကကျွန်တော် exercise regularly ပေါ့ do exercise regularly ဆိုတာကျွန်တော်တို့က exercise ကိုပုံမှန်လုပ်ပေးရမှာပေါ့ပုံမှန်လုပ်ပေးရမှာတနေ့ကိုပုံမှန်ကျွန်တော်တို့က9ခွက်9ခွက်လောက်ကျွန်တော်တို့အကျော်လျှော့တာပဲဖြစ်ဖြစ်လမ်းလျှောက်တာပဲဖြစ်ဖြစ်လုပ်ပေးရင်ရတယ်အကောင်းဆုံးကတော့ဂျင်ဆော့ရင်တော့ပိုကောင်းတာပေါ့ ရင်ဆော့ရင်တော့ပိုကောင်းတာပေါ့နော်ဒါကတော့ကျွန်တော်တို့က exercise regularly ကအရေးကြီးတယ်တချို့ကြတော့ကျွန်တော်တို့ကဟိုတချို့ဆရာတွေပြောတာဆိုရင်တရက်ကိုခြိလန်းတပေါင်းလျှောက်တော့ပြောတာတကယ်ဆိုခြိလန်းတပေါင်းဆိုရင်တနိုင်လောက်အချိန်ပေးရင်ဒါကောင်းကောင်းရနိုင်တယ်ဒါကတော့ကျွန်တော်တို့က physical health ကကျန်းမာမှကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ဒီ personal growth ကျွန်တော်တို့ဒီကျန်းမာမှချမ်းသာမှာပေါ့လွယ်လွယ်ကူပြောရင်တော့ကျန်းမာရင်ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ဘာလုပ်လို့ energy အပြည့်နဲ့အင်အားအပြည့်နဲ့အကုန်လုံးနိုင်တယ်အဲ့တော့ကျွန်တော်တို့က လုပ်ငန်းဆောင်တာအားလုံးကလုပ်တဲ့အချိန်မှာပို့ပြီးတော့ကျွန်တော်တို့ထိထိရရောက်ရှိနိုင်တယ်ဒါကတော့ကျွန်တော်တို့က exercise ကအရေးကြီးတယ်နောက်တစ်ခုက e balance diet e balance diet ဆိုတာကျွန်တော်တို့ကကျန်းမာရေးညီညွတ်တဲ့အစားအသောက်စားသုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ macro nutrient နဲ့ micro nutrient နှစ်မျိုးရှိတာ哦အဲ့တော့ကျွန်တော်တို့က carbohydrate ရယ် macro မှာကျွန်တော် macro nutrient မှာ carbohydrate ရယ် fat ရယ်အဲကျွန်တော် protein ရယ်အဓိက carbohydrate ဆိုကစီတက်ပေါ့ protein ဆိုအသားတက်ကျွန်တော် fat ဖတ်ဆိုအစီဓာတ်ပေါ့ဒါတွေကိုမျှတာဆိုတာစားသုံးမယ်ပြီးတော့ကျွန်တော်တို့ကမိုက်ခရိုနျူထရီယန်လို့ခေါ်တဲ့ဗိုက်တာမင်နဲ့ကျွန်တော်တို့သတ္တုဓာတ်တွေကိုမျှတာဆိုတာစားသုံးရင်ဒါဆိုရင်ဒါကကျွန်တော်တို့က healthy diet လည်းဖြစ်မယ်ကျွန်တော်တို့ balanced diet ဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ကအစီ short မယ်အချို short မယ်အငန် short မယ်အဲဒါလေးတွေပေါ့ဒါလေးတွေ short သုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီဒါကျန်းမာတဲ့ကျွန်တော်တို့လူနေမှုဘဝကိုဒါရရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့က eight chain လေး eight chain လေးကကျွန်တော်တို့တက်တက်မတ်မတ်ထားရမယ်ပေါ့ ပုံမှန်ဆိုရင်ကျွန်တော်တို့က9နာရီ8နာရီလောက်တော့အ ਨੇ ဆုံး8ချိန်ထားပေးရမယ်။အဲ့လာမှကျွန်တော်တို့က9နာရီ8နာရီလောက်8မှာဒါကျွန်တော်တို့ A1 နောက်တစ်ခုကကျွန်တော်တို့က B hydrated hydrated ဆိုတော့ကျွန်တော်ကရေရေကိုတော့တရက်ကို3လီတာလူရဲ့ body weight ပေါ်တော့ကျွန်တော်တို့တခါလေးမူတည်သေးတာပေါ့နော်ဒါပေမဲ့အ ਨੇ ဆုံးကတော့အကျန်းမြင့် average အနေနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်က3လီတာလောက်အ ਨੇ ဆုံးတောက်ပြီးရပြီ5လီတာတော့မကျော်သေးနဲ့ပေါ့နော် လူတယောက်ရဲ့ body weight တယောက်နဲ့တယောက်တော့မတူဘူးပေါ့ဒါပေမဲ့ဟိုအကြမ်းမြင်းဆိုရင်တော့ကျွန်တော်တို့က3လီတာပုံမှန်တောက်ရင်ဒါကကျွန်တော်တို့လုံလောက်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က avoid unhealthy habit ပေါ့ဒီမကောင်းတဲ့ habit လေးတွေပေါ့နော်ကျန်းမာရေးမကောင်းစေတဲ့ habit တွေကတော့ကျွန်တော်တို့ကစလိတ်အရက်ကွန်းဒါလေးတွေ short လုပ်မယ်ဆိုရင်ဒါဆိုရင်တော့ short သုံးမယ်ဆိုရင်တော့ဒါကျွန်တော်တို့ကျန်းမာတယ်ကျွန်တော်တို့ဒါ live ကြီးကိုရနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့က physical physical hair ပေါ့ကျွန်တော် mental and emotional well being ပေါ့ mental emotional well being ကတော့ကျွန်တော်တို့ကနံပါတ်နှစ်ချက်အဲ့ဒါကကျွန်တော်တို့ကဒီခုနကတော့ physical hair ကတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးအပိုင်းကိုဒါ give site တဲ့ဟာပေါ့ဒီအခုကတော့ကျွန်တော်တို့က mental and emotional well being ဆိုတော့ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာဖို့ကိုလည်းကျွန်တော်တို့လုပ်ယူရမယ်လုပ်ယူရမယ်အဲ့တော့ကျွန်တော်တို့ကဘာဒီကိုအဓိကထားပြီးတော့ကျွန်တော်တို့က manage လုပ်ရမလဲဆိုတော့ manage stress အဓိကတော့စိတ်ဖိစီးမှုကိုကျွန်တော်တို့က ထိန်းသက်ရမယ်ပေါ့ထိန်းနိုင်ရမယ်ထိန်းနိုင်ရမယ်ဆိုတာလူတစ်ယောက်နဲ့တစ်ယောက်စိတ်ပြည်စည်းမှုသူချင်မှသူမယ်အဲ့ဒီစိတ်ပြည်စည်းမှုမှာကျွန်တော်တို့နဲတာရှိမယ်များတာရှိမယ်ဒါကိုကျွန်တော်တို့ကဘယ်လိုနည်းလမ်းတွေနဲ့ဘယ်လိုထိန်းသိမ်းကြမလဲထိန်းသိမ်းကြမလဲဆိုတော့ကျွန်တော်တို့အကောင်းဆုံးထိန်းသိမ်းနည်းကတော့ကျွန်တော်တို့က man manage ဒီ stress ကိုထိန်းသိမ်းနည်းကတော့ကျွန်တော်တို့က meditation ကျွန်တော်တို့ဘယ်လိုပြောရလဲတရားထိုင်တာပေါ့နော်အသက်ရှူသွင်းရှူထုတ်၄ချိန်ခန်းလေးပေါ့ ဒါလေးလုပ်ပြီးရင်ကျွန်တော်တို့ကဒီ stress စိတ်ဖိစီးမှုကို အများကြီးကျော်ကြာစေနိုင်တယ်နောက်ထပ်တစ်ခုကကျွန်တော်တို့က screen time တွေ short တာ screen time တွေ short တာကျွန်တော်တို့ဖုန်းတွေသုံးတာ tablet တွေသုံးတာကွန်ပျူတာတွေ laptop တွေသုံးတာကွန်ပျူတာတွေသုံးတာဓာတ်တွေသုံးတာ short ပေးရမယ်ဓာတ်တွေသုံးတာ short ပြီးတော့ကျွန်တော်တို့မှာကျွန်တော်ဆိုရင်တော့ကျွန်တော်ည8ရင်ကျွန်တော်ဖုန်းကိုအမြဲတမ်းပိတ်ထားလေးရှိတယ်အဲဒါမှမဟုတ်ကျွန်တော်တို့အရေးကြီး ခုနပြောမိသားစုဖုံးကလွဲပြီးပေါ့နော်အဲတခြားကောတွေကိုကျွန်တော်ညအိတ်တဲ့အချိန်ဆိုရင် block ထားလေးရှိတယ်ပေါ့ဒါကတော့ကျွန်တော်ဒီ social ဒီ time ပေါ့နော်ဒီဖုံးဖုံးကင်တာကိုကျွန်တော်တို့ screen time ကို short ချတဲ့ပုံစံပဲညအိတ်ရင်ဖုံးကိုကျွန်တော်တို့ကကျွန်တော်ဆိုရင်တော့ဒါစာအုပ်ဖတ်ပြီးစာအုပ်ဖတ်ပြီးမှအိတ်တယ်ပေါ့စာအုပ်နိုင်ွက်လောက်ဖတ်ပြီးရင်ဒါနည်းနည်းချာချာအိတ်ပြောတယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူး အစာအုပ်ဖတ်တာလည်းကောင်းတယ်ညာအိတ်ခန်ကြီးစာအုပ်ဖတ်ရင်လည်းကျွန်တော်တို့နှင်းနှင်းချာချာအိတ်ပြောစီတယ်အဲ့တော့ကျွန်တော်တို့က screen time short တာဖြစ်တဲ့အတွက်ကျွန်တော်တို့အဖုံး laptop tablet ကိုတော့ကျွန်တော်တို့ကျွန်တော်ဆိုရင်တော့အိတ်ခန်ကြီးဒါမတော့ဘူးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီ social ဝဲပြီးရင်ကျွန်တော်တို့ emotion နဲ့ဝဲပြီးရင်တွေ့ပိုကောင်းတယ်ပေါ့ mental emotion နဲ့ဝဲပြီးရင်တွေ့အောင်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က feed the nature အာ nature spend time in nature ကျွန်တော်တို့တဘာဝတရားရဲ့အလားပါကိုကျွန်တော်တို့ခံစားကြမှာပေါ့အဲ့တော့ ဒါခီးထွက်တာပဲပေါ့တကယ်ပြောရင်ခီးထွက်ပြီးခန်းစားလို့လည်းရတယ်ကျွန်တော်တို့ခီးမထွက်နိုင်တော့မှကျွန်တော်မနက်ရဲ့နေအောင်ကြီးလေးကိုထိပေးတာတကယ်ပြောရင်ကျွန်တော်တို့မနက်နေအောင်ကြီးထိပေးတာကကျွန်တော်ကျဲမာရေးအတွက်လဲကျွန်တော်တို့က၈နာရီ15အထိနေကိုထိပေးလို့ကောင်းတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်ကိုလည်းနေအောင်ကြီးထိခြင်းအပြင် energy တွေရစေတယ်အေးအေးကိုပိုဝစေတယ် ။နောက်ညာအိတ်တဲ့အချိန်မှာလည်းအေးအေးဝါးစေတယ်ပြီးတော့ဗိုက်တာမင် D ဓာတ်ကိုလည်းကျွန်တော်တို့ကရရှိတယ်။အဲ့တော့ကျန်းမာရေးဆိုတော့ကျွန်တော်တို့အယိုးအစစ်တွေကျန်းမာရေးဆိုတော့ကောင်းတယ်အယိုးအစစ်တွေတန်ပါစေတယ်ဒီဟာတွေလည်းရှိတာပေါ့။အဲ့တော့ဒါကတော့ကျွန်တော်ခီးမထွက်ရင်တော့မှကျွန်တော်တို့ကနေအောင်ကြီးနုနုလေးကိုခံစားပြရမယ်။ခီးထွက်နိုင်ရင်တော့ကျွန်တော်တို့ကကန်းချီသွားတာတို့တောင်တက်တာတို့ဒါမျိုးကြီးလုပ်လို့ရတယ်။ကျွန်တော်ဆိုရင်တော့တောင်တက်တာအရင်ကြိုက်တယ်။တောင်တောင်တက်တာအရင်ကြိုက်တယ်။တောင်ပေါ်ရောက်ရင်ကျွန်တော်မပါလို့လဲဆိုတော့ ဒီလေကောင်းလေတန်းကိုအားရပါရရှူလိုက်ရတာမျိုးအဲဒါမျိုးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီခီးမထွက်ရင်လည်းရတယ်ဒါကခုနပြောလို့ကျွန်တော်တို့မနဲ့နေအောင်ကြီးကိုထိပြီးတော့ကျွန်တော်တို့အသက်ရှူသွင်းရှူထုတ်လေးတေချာလေးလုပ်ပြီးရင်လည်းဒါရတာပဲအဲဒါကတော့ကျွန်တော်တို့ကဒီပေါ့ကျွန်တော်တို့ဒီစပန်တိုင်းနေချာပေါ့နေချာကိုကျွန်တော်တို့ပို့ပြီးတော့အချိန်ပေးတာပေါ့နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီနေချာမှာတချို့မြက်ခင်းစိမ့်စိမ့်ကြီးတွေတချို့ ျွန်တော် highway line တွေမှာရှိရမြက်ကင်းဖိမ့်ဖိမ့်နေရအဲ့ဒီရဲ့ကျွန်တော်တို့ nature ပေါ့တဘာဝကိုခံစားတာလေဒါကျွန်တော်တို့ emotion နဲ့ဝဲပြီးရင်တက်စီတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်စိတ်ပိုင်းဆိုင်ရာကိုကျမ်းမာစီတယ်တကယ်ပြောရရင်အဲ့တော့ဒါကတော့ကျွန်တော်တို့က mental and emotional well-being ပေါ့ဒါစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ချမ်းသာကျမ်းမာချမ်းသာဖို့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်1အချက်ထဲမှာပါတယ်နံပါတ်3ကတော့ကျွန်တော်တို့က social and personal growth social and personal growth က ကျွန်တော်တို့လူကတကယ်ပြောရရင်လူမှုပတ်ဝန်းကျင်မှာနေတာပေါ့လူမှုပတ်ဝန်းကျင်မှာနေတာဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့လူမှုပတ်ဝန်းကျင်နဲ့တတိပုဂ္ဂလထွက်သွားရင်ဒါပြောပြရမကောင်းတော့ဘူးဒီ social ထဲမှာလည်းကျွန်တော်တို့ကရှိနေရမယ်တကယ်ပြောရရင်တော့ကျွန်တော်တို့မိသားစုမိသားစုတဲ့မိသားစုတဲ့မှာရှိနေရမယ်မိသားစုရဲ့အပြင်ရောက်ရင်ကိုကတက်တက်ချင်းဖြစ်သွားမှာအဲ့တော့ဆိုတော့မိသားစုနဲ့မိတ်ဆွေတွေကိုအချိန်တစ်ခုတစ်ပတ်တစ်ခါဖြစ်နှစ်ပတ်တစ်ခါဖြစ်တစ်ခုမရရင်လည်းတစ်လတစ်ခါဖြစ်ဖြစ်ပေါ့ အချိန်လေးပေးတာကလည်းကျွန်တော်တို့ဒီ social group ကိုတက်စေတယ်ဒါကကျွန်တော်တို့ရဲ့စိတ်ကိုလည်းကျန်းမာစေတယ်တကယ်ပြောရရင်ကျွန်တော်တို့ဟိုတစ်ခါကြီးကျရင်ကျွန်တော်တို့ stress များရင်မိသားစုနဲ့တွေ့တာပဲဖြစ်မိတ်ဆွေကိုယ်တငယ်ချင်းနဲ့တွေ့တာပဲဖြစ်ကျွန်တော်တို့ကဟိုစိတ်ပျော်ွားတာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကဒီ social well-being ထဲမှာလည်းပါတာပေါ့တကယ်ဆိုရင်တော့အဲ့တော့ personal group အပိုင်းမှာကတော့ကျွန်တော်တို့က social ရဲ့ဒီမှာ personal group လို့သူကပြောထားတာဟုတ် ဲ့တော့ social and personal group မှာဆိုရင်တော့ကျွန်တော် personal group အပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ကရီမန်းချက်လေးတွေချမှတ်တာပေါ့ set goal ပေါ့နော်ရီမန်းချက်လေးတွေချမှတ်တာအဲကိုကဟိုဒီတစ်နှစ်မှာအဲကိုဘာကို target ထားလဲအဲအဓိကတော့ဟို target လေးပေါ့တခုခုကိုဘာကိုရည်ရွယ်လဲအဲကိုကပိုပိုပျော်ရွှင်ဖို့ပဲဖြစ်ဖြစ်အဲဒါစီးပွားရေးလုပ်ငန်းရာကိုဘဝတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့နော်အဲတခုခုကိုကရီမန်းချက်ထားရင်အဒီရီမန်းချက်ကိုကိုကဖြစ်အောင်ကြိုးစားတာအဒီဖြစ်သွားပြီဆိုရင်လည်း ကိုကိုကိုစုချတာမျိုးအဲဥပမာအဲကျွန်တော်တခုခုကိုလိုချင်တာအဲဒီတနေ့အတွင်းမှာဒီ2026 2025အတွင်းမှာအဲကိုလိုချင်တာတခုခုရအောင်ကြိုးစားမယ်အဲကိုရသွားတယ်ရသွားပြီဆိုရင်ကိုကခီးလေး9ရက်လောက်ထွက်မယ်တစ်ပတ်လောက်ထွက်မယ်အဲဒါမျိုးစီစဉ်ထားတာမျိုးပေါ့ကိုကိုကို reward စုပြန်ချတဲ့ပုံစံမျိုးလည်းဖြစ်နေရမယ်ဒါကတော့ကျွန်တော်တို့ကဒီဟိုကျွန်တော်ဆက်ကိုပေါ့ဒီကျွန်တော်ရီမန်းချက်ကို ကိုယ့်ရဲ့ goal ပေါ့ကိုပန်းတိုင်ဘာလုပ်မယ်ဆိုတာကိုတိတိကျကျသတ်မှတ်တာဒါပေမဲ့တိတိကျကျတော့သတ်မှတ်ရမယ်ဘယ်နှလအသွင်းကိုဘာကိုလုပ်မှလဲဘာဖြစ်မှလဲဖြစ်အောင်လုပ်ရမယ်ပေါ့နော်ဒါပေမဲ့ဖြစ်နိုင်တာကိုပဲကိုကဒီ goal မှာချမှတ်ရမယ်အာမဖြစ်နိုင်တဲ့ဟာကြီးမကိုမဖြစ်နိုင်တဲ့ဟာကြီးကိုအတင်းချမှတ်ရင်ကိုဘာဖြစ်မလဲဆိုတော့ကိုစိတ်ဆင်းရဲမယ်ကိုပင်ပန်းမယ်ကြာရင်ဘာဖြစ်လာမလဲဆိုတော့ stress တွေတက်လာမယ်စိတ်ပီသီမှုတွေများလာမယ်ဆိုရင်နောက်ထပ်ပြီးတော့အာကျွန်တော်ထပ်ပြီးတော့ ကျွန်တော်ရီမန်းချက်တွေထချနိုင်မှာမဟုတ်တော့ဘူးဟုတ်ပြီเนาะဒါကတော့ကျွန်တော်တို့ကဆက်ကိုပေါ့ဒီရီမန်းချက်တွေချမှတ်တာနောက်တစ်ခုကကျွန်တော်တို့က fine hobby တဲ့ fine hobby ဆိုတော့ကျွန်တော်တို့ရဲ့ဝါသနာပါတာလေးရှားမှာပေါ့ဝါသနာပါတာလေးရှားမှာပေါ့တချို့ဆိုရင်ကျွန်တော်တို့က ာအုပ်ဖတ်တာဝါသနာပါတယ်အဲကျွန်တော်တို့စာအုပ်ဖတ်တာဝါသနာပါတဲ့အချိန်မှာပါတယ်စာအုပ်လေးတွေဖတ်တာဘယ်စာအုပ်ပဲဖြစ်ဖြစ်သူတရက်တာအကုန်ဖတ်လို့ရတယ်ဘဝအောင်မြင်ရေးအများကြီးပဲကျွန်တော်ဖတ်စရာစာအုပ်တွေအများကြီးပဲစီးပွားရေးအကြောင်းသိချင်လားအဲကျွန်တော်ကျန်းမာရေးအကြောင်းသိချင်လားအဲစာအုပ်လေးတွေဖတ်တာအဲတချို့ကစာအုပ်ဖတ်တာဝါသနာပါတယ်တချို့ဂိမ်းဆော့တာဝါသနာပါတယ်အဲတချို့ကြတော့တချင်းလေးနားထောင်တာဝါသနာပါတယ်အဲတချို့တချင်းနားထောင်ရင်တချင်းဆိုတာလည်းဝါသနာပါတတ်တယ်တချို့ကြတော့တချင်းကိုဆိုနေတာမျိုးဝါသနာပါတာမျိုးလည်းရှိနိုင်တယ်တချို့ ကျွန်တော်ဘိုလုံးကန်တာဝါသနာပါတယ်တချို့ဘတ်စကတ်ဘောအများကြီးပဲဒါကတော့ကျွန်တော်တို့ဝါသနာပါတာတွေအများကြီးပေါ့အဲတချို့ဟင်းချက်တာဝါသနာပါတယ်အဲကျွန်တော်ဆိုရင်တော့အဲ့ဒီစာဘူးဖတ်တာနဲ့ကျွန်တော်ဟင်းချက်တာရမရန်ကကျွန်တော်လုတ်တတ်တယ်ကျွန်တော်အားတဲ့အချိန်ဆိုရင်တခါတည်းဟင်းချက်နေတာမျိုးအဲ့လိုမျိုးကိုစားခြင်းတဲ့အရာလေးကိုကိုယ်တိုင်ချက်ပြီးတော့စားတာမျိုးအဲဒါမျိုးပေါ့ဒါကတော့ကိုဝါသနာပါတဲ့ hobby ဝါသနာလေးကိုကိုကရှာနေရမယ်ဒါကတော့ကျွန်တော်တို့က ဝါသနာအပိုင်းပေါ့အဲ့တော့နောက်တစ်ခုကကွာ keep learning အမြဲတမ်းကွာဘာလုပ်နေရမလဲဆိုတော့ဒီ personal growth ထဲမှာဆိုရင်တော့ကျွန်တော်အမြဲတမ်း update ဖြစ်အောင်ကွာလုပ်နေရမယ်ကိုကမကြံခဲ့ရဘူးပေါ့အခုကျွန်တော်တို့ဒီ2025ရောက်နေပြီအားဒါဆို AI နေတုံးတယ်ဒါကျွန်တော်တို့ဆိုလဲဒါ AI အကြောင်းတွေအများကြီး లై လေးလာရတာပဲဒါကိုနဲ့တော့အရင်ကြီးအများကြီးမသက်ဆိုင်ပြီမယ်ကိုကဘာဖြစ်လဲဆိုတော့ addict လေးဖြစ်နေအောင်အဲလူနာကြီးနဲ့စကားပြောတဲ့အချိန်မှပဲဖြစ်ဖြစ်မိတ်ဆွေကြီးနဲ့စကားပြောတဲ့အချိန်မှပဲဖြစ်ဖြစ်ကိုက အကြောင်းအရာလေးတွေသူတို့ပြောတဲ့အကြောင်းအရာလေးတွေနားလည်နေအောင်လို့ကိုကအမြဲတမ်းမလုပ်နေရမှာဆိုတော့ key lamb နေဒါလေ့လာနေရမယ်ဒါဥပမာတော့ AI အကြောင်းပေါ့ AI အကြောင်းပြင်ကျွန်တော်တို့ဒီမှာဆိုရင်တော့သွားဆရာဝင်နေဆိုရင်တော့သွားဒီကျမ်းမာရင်းနဲ့ပတ်သက်ပြီး edit လေးတွေလိုက်လေ့လာတာလို့ကျွန်တော်တို့ရဲ့ကုသနည်းတွေကိုထပ်ပြီး edit ဘယ်လိုမျိုးတွေလောက်တာတော့အဲဒါမျိုးလေးတွေပေါ့ကျွန်တော်တို့ထပ်ပြီးတော့ key lamb နေအမြဲတမ်းကျွန်တော်တို့ကလေ့လာနေရမယ်အဲ့လာမှကျွန်တော်တို့ကကိုကမကြံခဲ့မှာပေါ့နော်နောက်တစ်ခုကဒီ personal growth ထဲမှာဗာတစ်ခုပါနေတယ်ဆိုတော့ကျွန်တော်တို့ကကိုကိုကို တရက်ကို15မိနစ်နဲ့နိုင်ွက်ပေါ့ကောင်းတာတော့နိုင်ွက်လောက်ကိုကျွန်တော်တို့ပူကြိုက်တယ်နိုင်ွက်လောက်လုံးဝဘာမှမလုပ်ဘဲနဲ့အချိန်တစ်ခုပေးတာဘာမှမလုပ်အဲ့ဒီနိုင်ွက်မှာကိုကိုကိုတရက်ဘာလုပ်ခဲ့လဲပြန်သုံးသက်တာအဲကျွန်တော်ဆိုရင်တော့အဲ့လာကိုကျွန်တော်ညာအိတ်ခန်ဒီကျွန်တော်စာအုပ်မဖတ်မီလုပ်လို့ရှိတယ်နိုင်ွက်လောက်ကျွန်တော်ဘာမှမလုပ်ရွှေရှင်မကြည့်ဘူးတီဗီမကြည့်ဘူးကျွန်တော်တခြင်းနားထောင်နိုင်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်တနေ့တာ ာလုတ်ခဲ့လဲတချို့ကြတော့ခြာရေးတယ်ဒါအမျိုးမျိုးလုတ်လို့ရရပေါ့နော်ကျွန်တော်ကြတော့ဒီတိုင်းစဉ်းစားလိုက်တယ်တနေ့သာငါဘာတွေလုတ်ခဲ့လဲဘာမားတာလုတ်ခဲ့လဲဘာမန်တာလုတ်ခဲ့လဲဒါမျိုးပေါ့ကိုကိုကိုပြန်သုံးသက်တဲ့အချိန်လေးဒါပေးရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအခုဒါ personal growth အတွက်ပေါ့ဒီနေ့ပြောတဲ့ဒီ personal growth အတွက်အရေးကြီးတာဒီသုံးချက်ပဲဘာမှမခက်ဘူးကျွန်တော်တို့ physical health ရယ်ခုနကဟို mental emotional well being ရယ်သတိထားမယ်ပြီးတော့ ကျွန်တော်တို့ social and personal group ဒီ၃ခုလေးကိုရနိုင်ရင်ဒါကျွန်တော်တို့ personal ဘိုင်းကအများကြီးတိုးတက်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့ကတော့ပော့ပပပဲသွားနဲ့ပတ်သက်သွားကျမိုင်းနဲ့ပတ်သက်ပြီးအကြောင်းအရာနေ့တိုင်းပြောနေတော့ကြည်နေတဲ့ပရိသတ်တွေရိုးသွားမှာဆိုလို့ပေါ့နော်ဒီနေ့ဒီအကြောင်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်အခုအကြောင်းအရာနေ့ကနေပြီးတော့လဲဘုသူတာတွေအများကြီးအများကြီးရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘုသူတာတွေအများကြီးရသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာ ွားကျဲမာရင်နေပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုရဲ့အောက်မှာ comment လေးမှာရေးပေးခဲ့လို့ရပါတယ်။အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်။ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။